အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတကတင်ဆက်ပေးမှာကတော့ကျွန်တော်တို့မြမရိုးရာအစားအသောက်တစ်ခုဖြစ်တဲ့ကောင်းချင်းထုတ်ပြုလုပ်ပုံလေးများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင် Let's go ကောင်းချင်းထုတ်ထုတ်မယ်ဆိုရင်ပထမဦးဆုံးကောင်းချင်းစံကို ဖွဲ့နှုတ်နဲ့အမှုံများဆင်ကြအောင် ရင်းတစ်ထပ်သုံးထပ်လောက်ဆေးရပါတယ်ဆေးပြီးတဲ့ကောင်းကျင်းဆံများကိုဆံထဲနဲ့နူးအောင်နာယူဝက်တနာယီလောက် ရေစိမ်ထပ်လိုက်ရပါတယ်ကောင်းကျင်းတုတ်တဲကို အစာအဖြစ်ထည့်ရန်မိမိတို့ကြိုက်နေတဲ့လိုပဲကြိုက်ရင်နေတော်ပဲဘိုကေပဲများကိုထည့်ပြီးထုတ်လို့ရတယ်လို့ငပြောသည်ကြိုက်ရင်လည်းငပြောသည်အမှဲ့ကိုထည့်ထုတ်လို့ရပါတယ် ကောင်းကျင်းထုတ်ရန်ရေစိမ်ပြီးသားကောင်းကျင်းဆံများကိုဆယ်ယူ၍ရေခဏစစ်ထားပြီးငပြောပဲထမ်းပယ်များနဲ့ထုတ်ရပါတယ်။ ထုတ်ပြီးရင်တော့အိုးထဲသို့ထည့်၍ရေကို ကောင်းချင်းထုတ်မြုပ်အောင်ထည့်ပြီးမိနိုင်နိုင်နဲ့ပြုတ်လိုက်မယ်ဆိုရင် အရသာရှိတဲ့မြမလူမျိုးများဤနန်းနဲ့စာအဖြစ်စားသုံးနိုင်တဲ့ကောင်းချင်းထုတ်များကိုရရှိမှာဖြစ်ပါတယ်။ကျွန်တော်တို့တောသူတောင်သားများအနေနဲ့ကတော့ခမင်းပဲဖြစ်ဖြစ်ကျန်တဲ့စားစရာပဲဖြစ်ဖြစ်နန်းနဲ့စာကိုအဝါစားကြတဲ့အလေအထရှိပါတယ်။ဒါကြောင့်လဲဆိုရင် တောလုံးဖြစ်တဲ့လေယာကိုင်းထဲမှာအလုတ်လုတ်ရင်ဗိုက်ပြေပြီးတမန်လုံးအချိန်ကုန်လုံနိုင်ကြမှာဖြစ်ပါတယ်ဒီမှာဒီမဲ့ကောင်းချင်းထုတ်ထုတ်ပုံလေးကိုရန်နာလိုက်ရပါတယ်ခင်ဗျာနောက်မှဘူးသူဒရာရစီယာဗီဒီယိုလေးများကိုဆက်လက်တင်ပေးပါဖြစ်တဲ့အတွက်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေ